ဖက်ဒရလစ်စင်တဲ့အဲ့တော့တချို့တချို့ကလိုင်းပေါ်မှာစကားပြောကြတယ်ဗျအာဖက်ဒရဖက်ဒရနဲ့တိုင်းရင်းသားတွေဘက်ကလည်းဖက်ဒရဖက်ဒရနဲ့ရှောက်ပြောတာတကယ်တော့တိုင်းရင်းသားဂျင်းထေတာသူတို့လိုချင်တာဖက်ဒရမဟုတ်သူတို့လိုချင်တာကွန်ဖက်ဒရိတ်ကွန်ဖက်ဒရေးရှင်းကိုသူတို့လိုချင်တာနော်သူတို့ကဂျင်းထေတာသူတို့ဗမာတွေကိုတိုင်းရင်းသားတွေကဂျင်းထေတယ်ဗမာတွေကစာမတက်တော့မသိဘူးနော်ဒါပေမဲ့ကျွန်တော်စာမတက်တဲ့ဗမာတွေရဲ့ရှေ့မှာ အဖွဲ့စည်းတစ်ခုကခံနေတယ်အဲ့ဒီအဖွဲ့စည်းတက်မတော်အဖွဲ့စည်းကြီးကတော့ဒါတွေနားလေတယ်နားလေတဲ့ခါကျတော့တိုင်းသားဂျင်းထဲတာကိုသိတယ်တက်မတော်ကတိုင်းသားတွေကပြောလိုက်လို့ရှိရင်ဖက်ဒရယ်မပေးလို့ဆိုရှောက်ပြောတာဖက်ဒရယ်ကပေးထားပြီးသားဖက်ဒရယ်ကပေးထားပြီးသားသူတို့လိုချင်တာကွန်ဖက်ဒရေးရှင်းကွန်ဖက်ဒရေးရှင်းနော်နဇကဩခရာကြီးကလည်းပြောထားပြီးသားနော်အစည်းအဝေးတိုင်းမှာပြောထားပြီးသား SCA မှာလည်းဖက်ဒရယ်ပေးထားတယ်ကိုပိုင်အုပ်ချုပ်ခွင့်ပြင်ကို နော် internet administration ဆိုတာတဲ့ကို full autonomy ကိုပိုင် ပြဌာန်းခွင့်တွေပါပေးထားတာနော်ကိုပိုင်ပြဌာန်းခွင့်တွေပါထပ်ပြီးတော့တကယ်ကြေကြေပြန့်ပြန့်ပေးထားတာအဲ့ဒါကိုအဲ့လိုပေးထားတယ်ဒါပေမဲ့အာမခံချက်ပေးရမယ်တိုင်းသားတွေအနေနဲ့ခွဲမထွက်ပါဘူးဆိုတော့အာမခံချက်ပေးရမယ်နော်အဲ့ဒီကိစ္စပြဿနာအမေရိကန်နိုင်ငံမှာတက်ပြီးွားပြီဗျနောက်ဒီဖက်ဒရယ်အကြောင်းပြောရင်းနဲ့ပါလာလိမ့်မယ်အသေးစိတ်ပေါ့နော် အဲ့တော့ Federal ဆိုတာဘာလဲ Confederation ဆိုတာဘာလဲနားလည်ဖို့လိုအပ်လာပြီအဲ့တော့ Federal ဆိုတာဘာလဲ Federal is a system ပြ Federal ဆိုတာစနစ်တစ်ခုအဓိက Federal ဆိုတာဘာလဲလို့ပြောလို့ရှိရင် separate or sharing ဝေမြလူတဲ့စိတ်ဝေမြလူတဲ့စိတ် separate or sharing ဝေမြလူတဲ့စိတ် ဝင်မြလို့တဲ့စိတ်ဆိုတာကကျွန်တော်နိုင်ငံမှာနိုင်ငံတိုင်းမှာဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်ရေးဆိုတာရှိတယ်အဲ့တော့နိုင်ငံနိုင်ငံတစ်ခုတည်ဆောက်တဲ့နေရာမှာစနစ်၃ခုရှိတယ်ကွာစနစ်စနစ်၃ခုရှိတယ်လို့ပြောရမှာပေါ့တစ်ခုကတပီတော်စနစ်တပီတော်စနစ်တပီတော်စနစ်ဆိုတာက unitary system ဆိုတာကအဲ့ဒီဥပဒေပြုရေးအုပ်ချုပ်ရေးတရားစီရင်အကုန်လုံးကိုတပါတီတည်းကပဲခြိုင်တယ်ဘိုးအစိုးရတစ်ခုတည်းပဲထားပြီးတော့အဲ့ဒီအစိုးရကပဲ အဲ့ဒီအာနာသုံးခုလုံးကိုင်တာကိုတပီတော်စနစ်လို့ခေါ်တယ်အဲ့ဒါ theory တွေပြောနေရှင်းပြပါမယ်အခုကကျွန်တော်အကြမ်းလေးရှင်းပြပေးတာအဲ့တော့အဲ့ဒီတပီတော်စနစ်ရဲ့နောက်မှာ federal စနစ်ဆိုတာလာတယ် federalism federal စနစ်ဆိုတာကစစကကျွန်တော်ပြောရတယ်ဝေမျှလူတဲ့စိတ်ဘိုးအစိုးရက အာနာဘလောက်ယူမလဲပြည်နယ်တွေကအာနာဘလောက်ယူမလဲဆိုတာကိုကျွန်တော်တို့စဉ်းစားတဲ့စနစ်ကို federal စနစ်လို့ခေါ်တယ်ဗျမဆိုင်တဲ့သူတွေမလာပါနဲ့နော် အဲ့တော့ကျတော့ confederation ကြတော့အဲ့လိုမဟုတ်ဘူး confederation ကြတော့ तू ခွဲထက်သွားတာသူတို့ကြိုက်မှလာပေါင်းမှာသူတို့ကြိုက်မှလာပေါင်းမှာတိုင်းသားကအဲ့ဒီအချိုးချိုးတာသူတို့ခွဲထက်ခွင့်ပေးသူတို့သဘောကြမှာလာပေါင်းမယ်နော်သူတို့ပြောတဲ့သူတို့သဘောကြမှာလာပေါင်းမယ်အဲ့ဒီလိုကိစ္စဗျအဲ့တော့ကျွန်တော်တို့က federal ဆိုတာဘာလဲစကြည့်မယ်ဆိုလို့ရှိရင် separate ဆို sharing ဝေမျှလို့တဲ့စိတ် ဘိုးအစိုးရကအာဏာကို90ယူမလားပြည်နယ်အစိုးရ90ပေးမလား90 90ယူမလားစဉ်းစားတဲ့နေ့ရှိသလိုဘဟုက20ယူပြီးတော့ပြည်နယ်တွေကို80ရာခိုင်နှုန်းပေးတာရှိသလိုပြည်နယ်တွေကို20ရာခိုင်နှုန်းပဲပေးပြီးတော့ဘဟုက80ရာခိုင်နှုန်းကိုင်တဲ့ကိစ္စလည်းရှိတယ်ဗျနော်အဲ့တော့ကျွန်တော်တို့က separate or sharing အာဏာတွေကို ဝေမျှယူပြီးတော့သွားကြမယ်ငင်းလဲယူငါလဲယူပြီးတော့သွားကြမယ်ဆိုတဲ့စနစ်ကို federal စနစ်လို့ခေါ်တယ်ဒါပေမဲ့ အဲ့ဒီ Federal စနစ်သွားပြီဆိုရင် Separate Source Sharing လို့ပြောလို့ရှိရင်သူက Common Source Separate ဘုံရည်မှန်းချက်ရှိရတယ်ဘုံရည်ရွယ်ချက်တော့ရှိရတယ်ကျွန်တော်မြန်မာနိုင်ငံအရှိသားပြီးသားပြည်တော်စုတမရမြန်မာနိုင်ငံတော်ပြည်တော်စုပြည်ထောင်တွေကိုစုထားပြီးသားပြည်တော်စုတမရမြန်မာနိုင်ငံတော်နော်အဲ့လိုရှိတဲ့အခါကျတော့ဒီအောက်ထဲမှာပဲဘုံကအာနာဘလောက်ယူပြည်နယ်ကအာနာဘလောက်ယူအဲ့ဒီလို့ အာနာတွေကိုဝေမျှပြီးသွားတဲ့စနစ်ကိုဖရယ်စနစ်လို့ခေါ်တယ်ဗျကိုဗာရေးကြီးကတော့အဲ့လိုမဟုတ်ပါဘူးเนาะအာနာကိုသူ့အသူအကုန်လုံးယူသွားတာတရားရာကတော့သူကပြည်နေရအကုန်လုံးယူသွားပြီးတော့မှသူတို့ကြိုက်မှလာပေါင်းတဲ့စနစ်ကို confederation လို့ခေါ်ပါတယ်အဲ့တော့ theory နောက်မှတွေ့ပါလိမ့်မယ်အဲ့ဒါဆိုရင် federal ဆိုတာပါလေ separate ဆို sharing အထက်မှာ command ဆို separate ရှိရတယ်เนาะအဲ့တော့ federal ကိုကျွန်တော်တို့စပြောပြီเนาะ ဲ့တော့ကျွန်တော်တို့ကစစကျွန်တော်တို့ပြောပါရယ်နော် unitary system ဆိုတာတပြည်တော်စနစ်နော်တပြည်တော်စနစ်ရဲ့အောက်မှာ federal စနစ်ရဲ့ confederation အဲ့တော့ federal ဆိုတာကတဲ့ဘုံအစိုးရနဲ့ပြည်နယ်အစိုးရကြားမှာအာဏာကန့်သက်ခွဲဝေမှုကို federal လို့ခေါ်တယ်နော်အဲ့တော့ federal federal ဆိုတာကဘုံအစိုးရအဖွဲ့အောက်မှာပြည်နယ်တွေကိုစုစည်းတာကို federal လို့ခေါ်တယ်နော် federation ဘဂိုဆိုရနဲ့ပြည်နယ်ဆိုရတွေကြားမှာအာဏာတွေကိုခွဲဝေဖွဲ့စည်းတာကို Federation လို့ခေါ်တယ်။အဲ့ဒါက Federation နဲ့ပတ်သက်တာ။အေးနောက်တစ်ခုကျတော့ Confederation Confed Confederate ဆိုတာကမဟာမိတ်လာပြူတာ။လုံးဝခွဲရပြီးတော့မှမဟာမိတ်လာပြူတာ။နော်။အဲဥပမာမြေအောင်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ Ireland တို့ဝေလပြည်နယ်တို့ဆိုတာကအရင်ကသူတို့ကတီးကြလွတ်လပ်တဲ့နိုင်ငံလေးဖြစ်တယ်ဗျ။ အဲ့ဒီနိုင်ငံလေးတွေကဘာဖြစ်လဲအင်္ဂလန်နဲ့လာပေါင်းပြီးတော့မှနိုင်ငံကြီးတစ်ခုတည်ဆောက်တာအဲ့ဒီတော့ကျတော့ confederate လို့ခေါ်တယ်နဂိုရီးယားအချုပ်အခြာအာဏာရှိပြီးသားနိုင်ငံငယ်လေးတွေကလာပြီးတော့အကျိုးတူပြီးတော့ပူးပေါင်းဆောင်ရွက်တယ် command of separate ဘုံရှိမှန်းချက်သတ်မှတ်ပြီးတော့သွားကြတယ်အဲ့ဒါကိုမှ confederation လို့ခေါ်တယ်အဲ့တော့မဟာမိတ်လာပြုတ်ပြီးတော့ဖွဲ့စည်းတဲ့နိုင်ငံကိုမှ confederate လို့ခေါ်ပါတယ်အဲ့ဒါကိုတိုင်းရင်းသားတွေကကျွန်တော်တို့ချင်းထဲတာနော် လိုချင်တာဖက်ဒရယ်ဖက်ဒရယ်နဲ့ပြောပြီးတော့သူတို့ကသူတို့နေရာလဲရလဲရလဲရပြီးတော့ဘာဖြစ်လဲဝပြည်နယ်အစပေါ့နော်ဝကိုပိုင်ဦးကျော်ခွေးကတိုင်းရအစပေါ့သူကခွတ်ထွက်ဖို့ကြိုးစားတယ်နော်အဲ့လိုလုံးလို့မရပါဘူးနော်